personal brand product brand organizational brand အဲ့တော့ကျွန်တော်တို့ကဒီ၃ခုကိုเนาะဘယ်ဟာပုံအကောင်းဆုံးလဲတိဆောက်မယ်ဆိုရင်ဘယ်လိုပုံစံနဲ့ကျွန်တော်တိဆောက်ရမလဲဆိုတာပေါ့เนาะ personal brand မှာအားတာချက်ကပါလဲဆိုတော့เนาะ तू ကလူပိုများများသိတယ် ်များများတိတဲ့အတွက်သူကတစ်ဖက်မှာသူက marketing တိတ်ပြီးတော့အများကြီးအားဆိုင်ဆရာမလို့ပဲနဲ့သူ့ရဲ့ personal brand ကိုကောင်းကောင်းတည်ဆောက်နိုင်ရင်းနဲ့တစ်ဖက်မှာတွဲပြီးတော့ marketing ကပါလာတယ်။ဒါပေမဲ့အားနဲ့ချက်ကပါလဲဆိုအဲ့ဒီလူမရှိတော့ဘူးဆိုလို့ရှိရင်နောက်လူကသူ့လိုမျိုးတော့ဆက်ခံဖို့ဆိုတာမလွယ်ဘူး။ personal brand ဖြစ်တဲ့အတွက်လူပုဂ္ဂိုလ်တယောက်ကိုသူက focus လုပ်ထားတာ။လူပုဂ္ဂိုလ်ပေါ်မှာပဲဗဟုပြု ထားတဲ့ brand ဖြစ်တဲ့အတွက်ဒါနောက်လူတွေအတွက်မျိုးဆက်ဆက်ခံဖို့အတွက်ကတိတ်ပြီးတော့ဟိုလွယ်ကူတဲ့အခြေအနေမျိုးဒါအားနေချက်အဲ့တော့ product brand မှာလည်းဒီလိုပဲ product brand ရဲ့အားသာချက်က product ကို brand ပြောင်းလုပ်ပြီးသွားပြီဆိုရင်သူရေရှည်အတွက်တော့အဲ့ product ကခိုင်ပါတယ်အဲရက်တည်နိုင်တယ်ပေါ့နော်အဲသို့တော့သူ့အားနည်းချက်ကပါလဲဆိုတော့အသူ့ထက်ကောင်းတဲ့ပစ္စည်းတွေထွက်လာတာမျိုးသို့မဟုတ်ခစ်ကာလာနဲ့ဟိုလျော်ညီတဲ့ပေါ့ဥပမာ trend မဖြစ်အောင်ပေါ့မလိုက်နိုင်ဘူးဆိုရင်လည်းသူကပြဿနာရှိတယ်အဲနောက်ဆုံးတစ်ခုဖြစ်တဲ့ကတော့ organization နဲ့ brand ပေါ့နော်အဲ့တော့ organization နဲ့ brand ဆိုတာကတော့ဒီအဖွဲ့အစည်းတစ်ခုရဲ့ brand ဖြစ်အောင်လုပ်တာ organization နဲ့ brand မှာသူ့ရဲ့ဒီအားသာချက်ကတော့ခုနပြောလို့လူဘိုးမပြုတ်ဘူးဘိုးဘိုးမပြုတ်ဘူးအားနည်းချက်ကပါလဲဆိုတော့သူကစ တင်ရအင်မတန်ခက်တယ်အဲ့ဒါကိုကောင်းကောင်းဒီ organization တခု brand ဖြစ်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စအောင် personal brand တော့မနေတူးတယောက်အတွက်တော့မနေတည်ဆောက်ရတာဒီအဖွဲ့အစည်းအတွက်တည်ဆောက်ရတယ်ဆိုတာတော်တော်ခက်ပါတယ် ဒါကြောင့်ဒီသူ့ရဲ့ risk ကတော့ခုနစတင်ရတဲ့စူးစမ်းရတဲ့ပုံမှန်ထက်အဆပေါင်းများစွာလောရတယ်။အဲ့ဒီလိုအားဆိုင်မှုတွေပိုလောရတယ်ပေါ့နော်။ဒါ organization နဲ့ brand ။ဒါပေမဲ့စူးစမ်းလို့အောင်မြင်သွားပြီးပြီဆိုရင်တော့အဲ့ဒီဟာကိုသူကစနစ်တစ်ခုနဲ့ mood တစ်ခုနဲ့ထိန်းသွားတာဖြစ်တဲ့အတွက် long time မှာအင်မတန်ကောင်းတဲ့စိတ်ချရတဲ့ brand တစ်ခုဖြစ်တယ်။ဒါက organization နဲ့ brand ။အဲ့တော့ organization နဲ့ brand ကိုတန်းသွားမရဘူးဆိုရင်ကျွန်တော်က personal brand သွားနေတဲ့လူတွေရှိလိမ့်မယ်။ product brand နဲ့သွားနေတဲ့လူတွေရှိလိမ့်မယ်။အဲ့ဒီလူတွေကျွန်တော်အကြံပေးချင်တာ ကိုယ့်ရဲ့ personal brand နဲ့သွားနေရင်လည်းအခုကျွန်တော်ဆိုလည်းဒီလိုပဲကျွန်တော်ရဲ့ personal brand တစ်ခုကိုကျွန်တော်အရင်တိဆောက်ရတဲ့ကာလဒါပေမဲ့အဲ့ဒီနောက်မှာကျွန်တော်ကျွန်တော်ရဲ့ Like Guy Trading Institute ကကျွန်တော်ရဲ့ organization နဲ့ brand ပဲအဲ့ဒါကိုကျွန်တော်ဘာလုပ်လဲဆိုတော့တဖြည်းဖြည်းနဲ့တွဲဖောက်နေရတယ်တွဲခေါ်နေရတယ်တော့ရေရှည်ကြရင်ကျွန်တော်မရှိတော့ဘူးဆိုလို့ရှိရင်လည်းပဲကျွန်တော်ရဲ့ဒီ LGDI ပေါ့ Like Guy Trading Institute ဟာဆက်လက်ပြီးတော့ရက်တည်နိုင်ဖို့အတွက်ကကျွန်တော်တို့ကဒီ LGDI ကိုအဓိကကျွန်တော်က brand ဖြစ်အောင်လုပ်ဖို့လိုတယ် နော်ကျွန်တော်ဒီဥအောင်ကို brand ဖြစ်အောင်လုပ်ထားမယ်ဆိုရင်တော့မှတစ်ချိန်မှာကျွန်တော်မလုပ်နိုင်တော့ဘူးဆိုရင်ပြဿနာရှိတယ်။အဲ့တော့ကျွန်တော်တို့ကအခုလုပ်နေရင်းနဲ့တွဲပြီးတော့ personal brand သမားတွေကိုပြောချင်တာနော်။အဲ့တော့ကိုယ့်ရဲ့ personal brand လုပ်နေရင်းနဲ့တစ်ဖက်ကကိုယ့်ရဲ့ organization ရဲ့ brand ကိုတွဲခေါ်သွားပါ။နောက်တစ်ခါကိုယ့်ရဲ့ product brand ကိုလည်းတွဲခေါ်သွား။နောက်တစ်ခါ product brand လုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းပဲကိုယ့် product နဲ့ကိုယ့်ရဲ့ organization ရဲ့ brand ကိုတွဲခေါ်သွားလို့ရတယ်။